ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီဗီဒီယိုဟာခဏလပိုင်းမှာတွေ့ကြုံလာမယ်တရင်းလာသားသမီးတွေရဲ့အဲအစိုးအကောင်းအနေအမြင့်အတက်အကျတွေကိုကျွန်တော်တက်မြောက်ထားတဲ့တဲရော့ဗီဒီယိုပညာရက်နဲ့တဲရော့ကတ်တွေကိုချိုးပြီးတော့ဟောကြားပေးသွားမယ်ဗီဒီယိုလေးဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ကျွန်တော်မိတ်ဆွေတွေထဲမှာတရင်းလာသားသမီးတွေရှိမယ်တော့မဟုတ်ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်း မိသားစုထဲမှာတနည်းလားသားသမီးတွေရှိတယ်ဗေဒင်ယုံကြည်မှုရှိတယ်ဆိုရင်ဒီဗီဒီယိုကိုစောင့်တဲ့အထိကြည့်ရှုပြီးတော့မိဆွေရဲ့တလတာကံအဆိုးအကောင်အနေကြအသက်အမြင့်တွေကိုရှောင်ရဆောင်ရသိရှိပြီးတော့တို့အနေနဲ့တတိထားမိအောင်စောင့်တဲ့အထိကြည့်ရှုပေးပါလို့ရက်တာရက်ခံအပ်ပါတယ်အဲ့တော့ဗေဒင်ဆရာတယောက်အနေနဲ့ဗေဒင်ဟောတဲ့ကိစ္စတွေပြောတဲ့အခါမှာမိမိအနေနဲ့ဗေဒင်ယုံကြည်မှုရှိတယ်ဆိုတော့ဒီဗီဒီယိုဟာကုတ်တွက်ကောင်းမွန်တဲ့ဗီဒီယိုဖြစ်ပြီးတော့ဗေဒင်နဲ့ပတ်သက်ပြီးတော့ကုတ်တွက်ယုံကြည်မှုမရှိဘူးဆိုရင်ဒီဗီဒီယိုဟာကုတ်တွက် အလကားဗီဒီယိုတခုပြသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ကတော့ဗာမီတင်ကားရတဲ့ဆရာဆောင်းတော်ဖြစ်ပါတယ်။မိတ်ဆွေတို့ကိုအမြဲတမ်းဗီဒီယိုရတဲ့အိုင်ကပတ်သက်ပြီးတင်ဆက်ပေးနေတဲ့ဆရာတယောက်လည်းဖြစ်ပါတယ်။ကျွန်တော်ရဲ့ဟောကြားမှုတွေပြောကြားမှုတွေနှစ်သက်မှုရှိတယ်ဆိုလို့ရှိရင်ကျွန်တော်အကောင့်ကို follow လုပ်ပေးတာကျေးဇူးတင်။နေ့စဉ်နဲ့မြတ်ကျွန်တော်ပြောပြပေးနေတဲ့ဗီဒီယိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေသိချင်လို့ရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်စတင်ပြီးတော့တနင်္လာသာသမိတွေရဲ့ကံအစိုးကောက်ကိုတဲတော်ကနေစက်ဟောကြားပေးတော့မှာဖြစ်ပါတယ်။ကဲ့ ဲ့တော့ကျွန်တော်တဲရော့ကစချုပ်ပါမယ်လက်မှတ်၁ချက်ကတော့တင်းလာသားသမီးကြီးကိုယ်ပိုင်လုပ်ငန်းစီးပွားရေးနဲ့ပတ်သက်တဲ့ကတ်ဖြစ်ပါတယ်တက်ရဲ့နံပါတ်ပုံရိပ်ရဆိုရင်တော့စီးပွားရေးတွေအားနေနေတယ်လောက်ချင်ကြိုက်ချင်စိတ်တွေပျောက်ဆုံးနေတယ်အစိုးပတ်ကိုဥတီသွားနေတယ်ဆိုရယ်ပုံစံမျိုးပြတ်တနေတယ်အကျွင်းကြီးဟောင်းနေကြောင့်ကိစ္စဟောင်းနေကြောင့်ဆက်ရှုပ်နေရကာလတစ်ခုလည်းဖြစ်ပါတယ်ကိုယ်အနေနဲ့အားနေလာတဲ့အခါမှာအမားကိုအမှန်မမြင်အမဲကိုအမားမြင် စသဖြင့်အမျိုးမျိုးသောတွဲခေါ်မှုအမှားတွေကြောင့်ကြီးပွားရေးအခက်ခဲပုံမူပြီးတော့ကြုံတွေ့နေရတဲ့အစမပြေတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်တဲ့ရုံကျွက်ဖို့အတွက်ခက်ခဲနေတဲ့ကာလအပိုင်းခြားတစ်ခုလည်းဖြစ်နေပါတယ်။ဒါကြောင့်မို့ကိုယ်ပိုင်လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့တနေ့လာသားသမီးတွေကလာမယ့်9လပိုင်းမှာအားနေပါတယ်။အဆက်ဆက်ရချင်းချင်းတုံးသက်ပြီးတော့လုပ်ပါ။လုပ်ငန်းချဲ့သွင်းခြင်းလုပ်ငန်းမှာယင်းဤမြုပ်နှံမှုပြုလုပ်ခြင်း၆ချက်တင်ပါတယ်။ လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အခုပွဲစားပဲဖြစ်ပါပဲဖြစ်ဒါတွေကလည်းကျွန်တော်ကိုယ်ပိုင်လုပ်ငန်းမှာပဲဖြစ်ပါတယ်အဲ့တော့ကိုယ်ဆက်လိုက်တဲ့ပွဲတွေကသူများနဲ့ဖြစ်သွားတာမျိုးတွေလည်းတွေ့ကြုံလာတတ်ပါတယ်တနည်းအားဖြင့်ပြောရင်အဆိုးပြနေတဲ့ကာလပိုင်းကြတခုဖြစ်ပါတယ်နောက်တစ်ခုကတော့ဝေကြီးကိစ္စဝေကြီးကိစ္စရင်းနဲ့ပတ်သက်ပြီးတော့ကြုံတွေ့လာတဲ့တက်ပိုင်းခြားရဆိုတော့ဝေဝေထွက်ဝေညတ်တော့မူအားနေတဲ့ကာလအပိုင်းခြားတခုကိုကျွန်တော်တို့ဖော်ပြနေတယ်နောက်တစ်ခုကတော့ ငွေကြေးကိစ္စမှာလုပ်ငန်းကိစ္စမှာအဆင်မပြေဖြစ်ပေမဲ့လည်းငွေကြေးကိစ္စမှာကိုယ်ကူညီတောင်းလို့ရှိရင်ကူညီပေးမဲ့လူတွေရှိရဲ့ချီးပေးမဲ့လူတွေရှိရဲ့ဆိုင်ပြဒီလိုဒီလိုလူတွေကဘလို့ပဲချီးပေးချီးပေးဘလို့ပဲကူညီပေးကူညီပေးကိုယ့်ရဲ့ငွေကြေးကိစ္စတွေရဲ့လိုအပ်မှုကတော့အမြဲတမ်းဖြစ်ပေါ်နေတာတွေ့ကြုံလာတတ်ပါတယ်ဒါကြောင့်မလို့မမျှော်လင့်ထားပဲနဲ့ဒီလိုချိန်ကာလမျိုးမှာအကျွေးမီတွေတင်သွားတာမျိုးတွေလည်းဖြစ်လာနိုင်ပါတယ်ဒါကြောင့်ငွေထွက်များနေတဲ့အခြေအနေပိုင်းခြားတစ်ခုငွေထွက်နေတဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်တဲ့အတွက်ကြောင့်ဒီနေ့လာသားသမီးတွေဆက်ဆက်ရရ စဉ်းစားသုံးသပ်ပြီးတော့မှဝေကြီးကိစ္စတွေနဲ့ပတ်သက်ပြီးလှုပ်ဆောင်ဘာလို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါလဲဆိုတော့ငွေလုံးဝမဝင်ပဲလက်ပိတ်နေတာမျိုးတော့မဟုတ်ပါဘူးဝင်တာတော့ဝင်ပါလိမ့်မယ်ခဏပြောလို့ငွေအခက်အခဲဖြစ်လာလို့ရှိရင်လည်းကုညီတဲ့လူတွေဒါမှမဟုတ်လို့ဒီကုလမ်းပြတဲ့လူတွေလည်းရှိကောင်းရှိပါလိမ့်မယ်ခက်နေတာကိုယ့်လက်ထဲမှာငွေများများဆဆမပြောနဲ့ကိုတုံးဖို့အတွက်ဒါမှမဟုတ်ကိုအရေးပေါ်တစ်ခုခုအသုံးပြုမှုတည်းစုဆောင်းထားတဲ့ငွေကြီးတော့ကိုယ့်မှာမရှိပဲနဲ့အရေးကြုံလာရင်လည်းခက်ခဲရတယ်ဒါကြောင့်ငွေကြီးအခုပြတော့ကအနေနဲ့ရှိတယ်လို့သုံးသပ်ပြီးတော့ဟောကြားပေးခြင်းဖြစ်ပါတယ် နောက်တစ်ချက်ကတော့ကျန်းမာရေးကိစ္စတွေပတ်သက်တဲ့ဘိုင်းဖြစ်ပါတယ်။အစားတောက်ဘိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးစင်ကျင်တက်ပါတယ်။အစားတောက်ဘိုင်းနဲ့ပတ်သက်ပြီးတော့ဒီအစားစိတ်တက်လာမျိုးဒါမှမဟုတ်ကိုယ်နဲ့မတက်ပြတဲ့အစားတောက်တွေကြောင့်ကျန်းမာရေးအားနည်းတာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာ။ဥပမာစီးကျုံတမစီးကျုံတက်တာမျိုးတွေ့ကျုံတမတွေ့ကျုံတက်တာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာတတ်တယ်။နောက်တစ်ခုကတော့အရေးပြားဘိုင်းဆိုင်ရာတွေနဲ့ပတ်သက်တဲ့အပိုင်းပေါ့နော်။ရေးပြားကျွန်တော်တို့ allergic ဖြစ်တာမျိုးအဲပြီးွားတဲ့ခါကျရင်ရာနာအခုကြီးပေါက်တာမျိုး နော်အရင်အထက်ပို့ပြီးဝက်ချံပေါက်တာမျိုးစသဖြင့်ပေါ့ဗျာအရင်ပြပိုင်းဆိုင်ရာတွေနဲ့ပတ်သက်တဲ့ဒီယောဂလက္ခဏာတွေကျွန်တော်တို့မကြခရဆိုလို့တော့မဟုတ်အများများဆန်းဆာဖြစ်ပေါ်နေတာတွေကျွန်တော်တို့တွေ့ကြုံလာမဲ့အပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့အခြေအကိစ္စဖြစ်တစ်ချက်ကတော့ကျွန်တော်တို့တနေ့လာသားသမီးတွေရဲ့အခြေအကိစ္စဖြစ်ပါတယ်အခြေအကိစ္စမှာတနေ့လာသားသမီးတွေဟာအစဉ်ပြေမှုကိုစတင်လာတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်ပါတယ်တယောက်နဲ့တယောက်ကျွန်တော်တို့သဘောထားချင်း အာလောက်ကောင်ကွဲလဲနေရပြန်လဲပြီးတော့တင့်မြတ်လာမယ်ရှေ့ဆက်ဖို့တော့မဖြစ်နိုင်တဲ့အရာတွေရှေ့ဆက်ဖို့တော့ပြန်လဲပြီးတော့အားကောင်းလာနိုင်တဲ့အချိန်တွေပါကြတခုပါဆိုတော့လောဝလောဝတယောက်နဲ့တယောက်ပြတ်ဆဲသွားတဲ့အထိဒါမှမဟုတ်လို့ရှိရင်အဆင်မပြေဖြစ်တဲ့တင်ဖြစ်နေတော့မှာခုနကပိုင်းမှာတယောက်နဲ့တယောက်နားလည်မှုဒုံဘောအကြောင်းအရာတခုခုရောက်ပြန်လဲပြီးတော့ပတ်သက်တာမျိုးပြန်လဲပြီးတော့ဆက်ဆံတာမျိုးဒုံဘောကွဲသွားတဲ့သမီးစားရတော့မှာကို့ဟိုကြီးစားမဟုတ်တော့မှာတငယ်ချင်းပေါင်းသင်းမိတ်ဆွေကန်တာအနေနဲ့ကို့နားမှာရှိနေတာမျိုးတွေတွေ့ကြုံလာတတ်ပါတယ်။ဒါကြောင့်မို့အခြေအနေကိစ္စတွေမှာကျွန်တော်ပြတ်တောက်ဖို့အတွက် အာအနေတယ်နော်အာနေတယ်ဆိုတော့တချို့ကန်တော်တော်ဆိုးတဲ့လူတွေဟာပြတ်ကောင်းပြတ်သွားနိုင်တယ်ပေါ့နော်ဆိုတော့အစိုးတဲ့အကောင်းဆိုအကောင်းဘက်ကိုဥတည်လာတယ်ဘာဟုတ်အကောင်းဘက်ကိုဥတည်လာလဲလို့ပြောမယ်ဆိုလို့ရှိလို့ရှိရင်ခဏပြောရဲအတက်တက်ဆိုင်အဟောင်းတွေကပုံပုံပြီးအားကောင်းနေတဲ့ကာလာပိုင်းခြားတစ်ခုဖြစ်တယ်အဲ့ဒီအပိုင်းခြားမှာတော့ခဏကျွန်တော်ပြောလို့ပေါ့နော်ကို့အနေနဲ့ လက်မခံနိုင်ဘူးကိုယ်အနေနဲ့ပြန်မတွဲနိုင်ဘူးဆိုတော့ဒါကိုယ့်ရဲ့တဘောပေါ့နော်ကိုယ့်ဘက်ကပြန်လဲပြီးတော့လိုချင်တတ်မှတ်မှုရှိတယ်ဆိုရင်ကိုယ့်ဘက်ကလည်းရည်လာမြောက်ပိတ်ပြုတ်လို့လို့ယောက်ျားလေးဘက်ကလည်းတွန်းတွန်းတက်တိုက်လှုပ်ဆောင်ဖို့တော်တော်လိုအပ်ပါတယ်ဆိုတော့လက်တည်ပြီးပဲအာမကုတ်နဲ့ကိုယ့်ညှိအားလေးလည်းတုံးဖို့တော်တော်လိုအပ်တာပေါ့နော်โอเคနောက်တစ်ချက်ကတော့အိမ်တော်ကြီးကိစ္စအိမ်နဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်အိမ်တော်ကြီးကိစ္စတွေမှာတော့အခြေအကျိစ္စနဲ့ဆက်ညီမဲ့ဖြစ်နေပါတယ် တော့အခြေအကိစ္စမှာခဏကျွန်တော်ပြောကံကောင်းတယ်အိမ်တော်ကြီးကိစ္စမှာနားလည်မှုကြီးကွဲလွဲတယ်ချစ်ချင်းမေတ္တာတွေပျောက်ဆုံးနေတတ်တယ်တယောက်နဲ့တယောက်ရှင်းနာမှုတယောက်နဲ့တယောက်ယူရမှုဆိုတော့တအိမ်ထဲမှာနေပြီးတော့ဒဇိမ့်ဆန်နေတဲ့ပုံစံမျိုးဖြစ်နေတယ်ဆိုတော့နှွေးထွေးမှုအိမ်မှာပျောက်ဆုံးနေလို့ဖြစ်တယ်လင်းများနှစ်ယောက်ကြားထဲမှာဖြစ်သားသမီးကြားထဲမှာပဲဖြစ်ဖြစ်ပေါ့နော်မေတ္တာရင်ဒီမေတ္တာချုပ်လို့အေးချမ်းနေဆိုတာမဟုတ်ပဲねတယောက်နဲ့တယောက်ဒါဒဇိမ့်လိုမျိုးအမမလို့ရှိရင်လည်းအကြောင်းအရာတစ်ခုကြောင့်တယောက်နဲ့တယောက်မဖြစ်ရတာမျိုးတွေအိမ်တော်ရင်ကိစ္စတွေမှာတွေ့ကြုံတာအတတ်တယ်။အဲ့တော့ ဲ့တော့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးကွဲမလားဆိုတော့လည်းကွဲတာမဟုတ်ဘူးဒါပေမဲ့အဲ့ဒီမှာနေပြီးတယောက်နဲ့တယောက်အဆင်မပြေဖြစ်တာမျိုးဒစိမ့်ဆန်နေတာမျိုးကျင်တာမှုလွိထွေးမှုပျောက်ဆုံးနေတာမျိုးတော့ဘောတခြားတော့ကိစ္စတစ်ခုအရန်အာယုံစူးစိုက်ပြီးလင်းများနှစ်ယောက်ကအဲအိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်ပြီးပြုလုပ်ရမယ်ဒီချစ်ချင်းကျင်တာလေးပျောက်ဆုံးသွားတာမျိုးဖြစ်တာဥပမာပါအလုံးကကိစ္စအောင်မျိုးလုံငန်းကိုပဲအချိန်ပေးနေရတယ်ကိုယ့်ရုပ်သားကိုအချိန်မပေးနိုင်ဘူးတာသမီးကိုအချိန်မပေးနိုင်တခြားတော့တခြားတော့ပြဿနာတစ်ခုအကြောင်းဒီအိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်ပြီးလွိထွေးကျင်တာမှုပျောက်ဆုံးနေတာမျိုးဆိုလိုချင်ဖြစ်ပါတယ် โอเคနောက်တစ်ချက်ကတော့ကျွန်တော်တွေ့ကြုံလာမယ်ဝန်ထမ်းတွေအတွက်ဖြစ်ပါတယ်ဝန်ထမ်းတွေကတော့ကျွန်တော်တို့အားကောင်းနေတဲ့ကာလပိုင်းခြားတစ်ခုဖြစ်ပါတယ်မိတ်ကောင်းဆွေကောင်းတွေတွေ့ကြုံလာမယ်ကိုကြီးဖောက်ပတ်ပေးတဲ့လူတွေတွေ့ကြုံလာမယ်အာကိုယ့်ရဲ့မိတ်ဆွေပေါင်းတင်းတွေရဲ့အကြံပေးမှု ထောက်ပံ့ပေးမှုကြောင့်လုပ်ငန်းကိစ္စရတဲ့ပတ်သက်ပြီးပြေလည်သွားတာမျိုးအလုံးသိအကင်တဲ့ဖြစ်ပေါ်လာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာတတ်ပါတယ်။ဒါကြောင့်မလို့လုံးဖို့ကင်မက်ကောင်းတဲ့တွေ့ကြုံလာမယ်။သူတို့စီကပညာရတယ်၊သူတို့စီကအကူအညီရတယ်၊သူတို့စီကသတင်းစကားရတယ်၊သူတို့စီကနေစက်ကိုယ့်ရဲ့ကံအခွင့်အလမ်းကောင်းမှုတဲ့အကြောင်းတရားလေးတွေပေါ်လာမယ်အချိန်ကြီးပိုင်းခြားတစ်ခုဖြစ်ပါတယ်။နောက်တစ်ခုကတော့ပညာရင်းနဲ့ပတ်သက်တဲ့ပိုင်းခြားဖြစ်ပါတယ်။ပညာရင်းနဲ့ပတ်သက်တဲ့ပိုင်းခြားတွေမှာတော့နည်းနည်းလေးခုနကပိုင်းမှာပညာရေးကိစ္စမဟုတ်ပဲနဲ့ပေါ့နော်။ လုပ်ငန်းကိစ္စမိသားစုကိစ္စကိုအချိန်ဖို့ပေးတင်ပါတယ်ဒီအချိန်မှာပြည်သားရေးကိုအချိန်ပေးလိုက်မယ်ဆိုရင်ခင်ဗျားမလိုလားတဲ့ပြဿနာရှုပ်ရှင်းနေလူမှုရေးဒီမှာစီးပွားရေးဒီမှာအိမ်တော်ရေးဒီမှာအခြေရေးဒီမှာတွေ့ကြုံလာတတ်ပါတယ်ဒါကြောင့်မို့ပညာရေးကလည်းဒပိုင်းသားဖြစ်သွားတာမျိုးဖြစ်တတ်ပါတယ်အဲဒါကြောင့်ခရလဘိုင်းမှာတင်တာတက်ထားတဲ့တခုလုပ်ဖို့အတွက်ကြံစီထားတာရှိရင်တော့နည်းနည်းလေးနောက်ပြန်ဆုတ်လိုက်တာပိုကောင်းမယ်တို့တော့ခရလဘိုင်းမှာစာပွဲဖြစ်ဖို့အတွက်မဖြစ်မနေစာပွဲဖြစ်ဖို့အတွက်မဖြစ်မနေပညာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ တခုခုလောက်ဖို့အတွက်ဆိုရင်တော့အခက်အခဲအသားစီးတွေအများကြီးကြုံတွေ့နေရမယ်အဲ့ဒီအခက်အခဲအသားစီးတွေကကိုကိုယ်တိုင်ကြော်လွားမှရမယ်ဘ누구မှအာမခုန်နဲ့ဘ누구မှအကူအညီမတောင်းနဲ့အဲဆိုမိတ်ဆွေတို့ပုံပုံပြီးတော့ကောင်းပုံပါလိမ့်မယ်နောက်ဆုံးကြံရှိတဲ့နိုင်ငံသားပြန်နေတဲ့ပတ်သက်ပြီးဟောကြားပေးချင်ပါတယ်တနေ့လာသားသမီးတွေက ဒီလာမဲ့9လပိုင်းမှာနိုင်ငံခြားကန်နဲ့ပတ်သက်ပြီး MN အားနေပါတယ်။သွားရလို့လို့သွားရလို့လို့ဟိုနေ့သွားမယ်ဒီနေ့သွားမယ်ဒီနေ့သွားမယ်ဟိုနေ့သွားမယ်လေ။တဖြည်းဖြည်းနဲ့နောက်ကဟိုဘက်မှာဖြစ်နေတဲ့ပြဿနာဟိုဘက်မှာဖြစ်နေတဲ့ကိစ္စတွေကြောင့်နောက်ပြန်လဲပြန်လဲပြန်လဲပြီးတော့ဆွတ်သွားတာမျိုးတွေ့ကြုံလာတတ်ပါတယ်။ဒါကြောင့်မလို့ကံအားဖြင့်ပြောမယ်ဆိုတရင်တကားကောင်းလို့တော့ကြားနေရမလက်မှန်သွားတော့ဟိုဘက်မှာနိုင်ငံရေးအခြေအနေမကောင်းလို့ဒါမှမဟုတ်ဟိုဘက်မှာဗီဇာတခုဖြစ်လို့အလုပ်အော်ဒီဘက်အစိုးရမလှုပ်လို့စပြစ်အကြောင်းမျိုးမျိုးကြောင့်တွားရတဲ့ကံတွေကလွဲချော်နေတာမျိုးတွေတွေ့ကြုံလာရနိုင်ပါတယ်။အားလုံးပဲ ဘုန်းကြီးကြမှာခြင်းစိတ်ချမ်းသာခြင်းတွေနဲ့ပြည့်စုံပါဆွတ်မကောင်းတောင်းရင်းလည်းပဲကျွန်တော်ရဲ့အဲဗီဒီယိုဒီမှာပဲညနာခွင့်ပြုပါဗျာ